ကဲအဖေနဲ့မင်းတကခွဲနေတာလားအတူတူနေတာလားကိုယ်အသွေးသားကိုယ်ခန္ဓာကိုယ်ကိုပြန်ကြည့်လိုက်ပါကိုယ့်ရဲ့ခန္ဓာကိုယ်အသွေးသားတွေဟာအမေအသွေးတစ်ခုတည်းလားအဖေအသွေးတစ်ခုတည်းလားအမေရောအဖေရောမိဘနှစ်ပါးလုံးရဲ့အသွေးတွေနဲ့တိဆောက်ထားတာလားမိဘနှစ်ပါးလုံးရဲ့အသွေးအသားကြောင့်ကိုယ့်ရဲ့ခန္ဓာဖြစ်လာရတာမိဘရဲ့အသွေးသားတွေကလည်းယုံနံဖြစ်ပြသဘောတရားအရာအနိစ္စသဘောတရားအရာဖြစ်ပြီးပြဖြစ်ပြီးပြနဲ့မိဘရဲ့အသွေးသားတွေတော့ကိုယ့်ခန္ဓာကိုယ်ထဲမှာမရှိတော့ပါဘူးမရှိတော့ပါဘူး မွေးဘွားတို့ကမိဘရဲ့သုဒ္ဓနာမပြောနဲ့ဟိုလွန်ခဲ့တဲ့တနေ့ကသုဒ္ဓနာအခုမရှိတော့ပါဘူးဒါမှမဟုတ်မိဘရဲ့အသေးစားကြောင့်ဖြစ်လာတဲ့ယုံနာခန္ဓာရှိမနေဘူးလားရှိနေတယ်ယုံနာနန်းဆိုတာခဏထားလိုက်ပါမိဘရဲ့အသေးစားကြောင့်ဖြစ်နေတဲ့ယုတ်တရားကခုတည်းရှိနေသေးတယ်ရှိလို့မလို့မျက်လုံးလေးကအမေးနဲ့တူတယ်ပါးစပ်ကလေးကတော့အဖေနဲ့တူတယ်မျက်နှာကျပုံလေးကဘသူနဲ့တူတယ်စသဖြင့်အဖေနဲ့တူတယ်အမေနဲ့တူတယ်အဖေရုပ်ကလေးအမေရုပ်ကလေး စသည်အားဖြင့်ဘုရတိပြောလို့ရမနေဘူးလားရနေတယ်အသွေးအသားရုပ်ခန္ဓာလေးကတော့ဖြစ်ပျက်သဘောရမရှိတော့ပြီမဲ့အဖေအမေရဲ့သွေးသားကြောင့်ဖြစ်နေတဲ့ဓာတ်တတိလေးကတော့ဘုရတိရှိသေးတယ်ဒါကြောင့်မလို့ဘယ်သူကတော့အဖေနဲ့တူတယ်ဘယ်သူကတော့အမေနဲ့တူတယ်ဆိုတာရှိတာပေါ့အဲ့တော့အဖေရဲ့သွေးရောအမေရဲ့သွေးရောသွေးနှမျိုးလုံးနဲ့ပေါင်းစပ်ပြီးတော့ကိုယ်ခန္ဓာဖြစ်လာတာဒီကိုယ်ခန္ဓာရဲ့အသွေးအသားပိုင်ရှင် အမေနဲ့အဖေကိုအတူတူပဲကျေစုမဆက်တင်ဘူးလား ဆက်သင့်နေနေ့တစ်နေ့ဖြစ်နေတတ်မှတ်မယ်ဆိုရင်လေဖရာရဲ့အဆုံးမမာတာပိတုဥပထာနံမိဘပြုစုလူကျင့်ခြင်းဟာမင်္ဂလာပဲဆိုတဲ့အဆုံးမကိုဥထိပ်ရပန်းစင်ထားတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်ဒီအနေနဲ့နိုင်ငံတကာမှာတခြားနိုင်ငံသားတွေကအမေနေ့ဖေနေ့ခွဲခြင်းခွဲပါစေကိုမြန်မာလူမျိုးဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ကတော့အဖေနေ့အမေနေ့ပြည်သာခွဲမနေတော့ဘဲနဲ့မိဘနေ့လိုတရားထဲပေါင်းရင်ပို့ပြီးတော့မင်္ဂလာမရှိဘူးလားအမေနေ့ဖေနေ့ပြည်သာရှိတယ်ပဲထောင်းတော့အမေနေ့ဆိုရင်အမေကျေးဇူးကုန်ပြီးပြောအဖေကငင်းနေရမှာနော် ။အော်ငါနေရောက်မှပဲတွေးကြသေးတာပေါ့။ဟုတ်လားတွေးကြသေးတာပေါ့ဖြစ်နေမှာ။အဖေနဲ့ရောက်တော့လည်းပဲအဖေကျေးဇူးကုန်နေပဲပြောအဖေကိုပဲကျေးဇူးဆက်အဖေကိုပဲတွားကြလို့ဆိုအမေကဘေးကနေတွေးကြသေးတာပေါ့ပဲလား။မျက်ရည်လေးဆန်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 းနဲ့ရှိမှာပေါ့။အဲ့တော့အဖေနဲ့အမေနဲ့ကိုတသားတည်းထားပြီးတော့နှစ်ဦးအတူတူ ကျေးဇူးဆက်လိုက်ပါဒါကြောင့်အမေနဲ့ရဲ့အဖေနဲ့ရဲ့လို့မြမလေးဗုဒ္ဓဘာသာမြမလူမျိုးတွေအနေနဲ့တိကျခွဲမနေတော့ဘဲနဲ့မိဘနဲ့လူပဲပေါင်းလိုက်တော့ဒါပေမဲ့နေရာတိုင်းတော့အဲ့ဒီလိုပြောလို့ရမှာမဟုတ်ပါဘူးနော်နေရာတိုင်းကိုအမေနဲ့မလုပ်ကြပါနဲ့မိဘနဲ့လုပ်ကြပါလို့လည်းဦးဇင်းတို့ကဖီယုံလှုံ့ဆော်ဟောပြောတာမျိုးလုံးဝလုံးမှာမဟုတ်ပါဘူးကိုယ့်ကိုဓာတ်ရိုက်လာပြီးတော့အမေနဲ့ဆိုပြီးတရားပွဲလာပြင်ရင်သာအမေနဲ့တော့မလုပ်ပါနဲ့မိဘနဲ့လည်းလုပ်ပါစသဖြင့်ဒါပြောရမှာပါ ကဲဒီဘက်နေ့ခေါင်းစည်းလေးတော့ရှင်းမသွားဘူးလားကဲရှင်းလိုက်ဆိုတော့အခုဒီနေ့ဟောမယ့်တရားခေါင်းစဉ်ကဘာတွေလဲဒီဘက်ကျေးဇူးကြီးစံဒီခေါင်းစဉ်တက်ထားပြီမယ်အဲ့ဒီကြောင့်လည်းမပြောသေးဘူးဘာအရင်ပြောမလဲဆိုတော့နှုတ်နှလုံးမို့လို့ကြည်ပါတယ်ဒါလည်းပဲရှိကဆရာကြီးတွေလည်းဟောပူပြီးသားဖြစ်မှာပါအများအားဖြင့်ပြောကြတာကမြတ်စွာဘုရားရှင်တောင်းမှာအမိကျေးဇူးကိုနှုတ်တလုံးကိုပဲကြည်အောင်ဆက်နိုင်တယ်လို့မပြောကြဘူးလား ပြောကြတယ်ဘယ်သူကစပြောလိုက်တာတော့မြမလူမှုနေပယ်မှာထေရဝါဒပိဋကတော်ကလာတဲ့ဖယားမဟောပြောတဲ့ဖယားမဆုံးမတဲ့သဘောတရားတွေမှားယွင်းနေတဲ့အယူဆတွေစိတ်ဝင်ပြန့်နှံ့နေတာအများကြီးရှိပါတယ်အဲ့ဒီလိုပဲပေါ့ခုနအမေဖယားတော်မှမိဘကြီးစုနှုတ်တလုံးမျိုးပဲကြီးတယ် အစဉ်ဆက်စွန့်လာခဲ့ကြတော့ဒါကဘယ်အမှန်တရားဖြစ်နေတမန်ပြီးတော့တခြင်းဆိုတဲ့လူတွေကလည်းဖရဲတော်မှာနှုတ်တလုံးဘုပဲကြည်တယ်စသည်အပြင်ဆိုကြပြန်ရောအဲ့ဒီတခြင်းအောင်မြင်ကြောကြတဲ့ဆိုတော့ကဆိုလိုက်တော့အဲ့ဒီတခြင်းကလည်းအောင်မြင်သွားတော့လူတွေရဲ့စိတ်ထဲနှလုံးသားထဲမှာအော်ဖရဲတော်မှာအမိယေရှုမိခင်ယေရှုမဲတော်ယေရှုနှုတ်တလုံးဘုပဲကြည်အောင်ဆက်နိုင်တယ်လို့ယူဆသွားကြတာဟိုရှိတာကသုံးပါးတွေကတော့ ဟိုမှားနေတာတွေကတော့အများကြီးပဲပေါ့လေတားရှိဦးထန်းထန်းမြင်နေတယ်တွေဘာလို့မရှိဘူးလားတဝနာသားမမြားစိတ်ပြေးသွားတာကိုပဲဒုက္ခလနဲ့ဗာဒိကာကတရားမင်းကြီးကလူရစုတောင်းဆိုတော့တားရှိဦးထန်းထန်းမြင်နေပါတယ်တရားမင်းလို့စုတောင်းလိုက်တာနဲ့တခွန်းနဲ့နဲ့စုအကြောင်းရာ၃မျိုးပါအောင်ဟာလားတားကရှိဦးထန်းထန်းမြင်နေတယ်ဆိုတော့တားကလည်းပဲမြားစိတ်ပြေးပြီးတော့အသက်ရှင်လာရမယ်ရှိဦးကလည်းရအောင်မယ်မြင်နေတယ်ဆိုတော့မျက်စိနှစ်ဖက်အဖေရောမိရောနှစ်ယောက်လုံးကမျက်စိကွယ်နေတာကို မျက်စိကွယ်တာလည်းပြန်လင်းဉဏ်နဲ့စကားတစ်ခုနဲ့သုံးခုပြီးလဲဆိုပြီးတော့စကားကြီး၁၀မျိုးဥပမာတွေပါပြီးကြတဲ့အခါကျတော့အဲ့ဒါသုံးဝနာတာမဇတ်တော်ကိုးကားပြီးတော့သားရှိဦးထန်းတာမြင်ဉဏ်နဲ့ဆိုတဲ့စကားပြောကြတာတကယ်တော့ဟုတ်ရဲ့လားဒုက္ခလနဲ့ပါတိကတားရှိဟုထာနာမြင်ဉ္ဇနဲ့လို့တရားမင်းကြီးဒီမှာဆူတောင်းလိုက်လို့ဒုက္ခနာတမမျက်စိပြေပြီးတော့အသက်ရှင်လာတာလုံးဝမဟုတ်ပါဘူး။ ဒုက္ခလာရောပါရိဒုက္ခရကလည်းသူအသစ္စာစုပါရိကကလည်းသစ္စာစုဟိုနဲ့အရင်ဘဝကနဲ့သမီးကလည်းသစ္စာစုအသေးသေးသစ္စာတွေစုကြလို့သစ္စာတကူကြောင့်မျက်စိပြေပြီးတော့အသက်ပြန်ရှင်လာတာပြန်ချလာနိုင်တာနော်ဖေဝထမ်းလာလို့လားမထမ်းပါဘူးရေဦးပဲထမ်းတာပါအဲ့ဒီလိုအချင်းပေါ့လေတားရှိဦးထမ်းနေတားရှိနေပိဋကတ်တော်မှာပဲပါတယ်လို့လို့ရှင်နေတာပေါ့ဟိုမျက်စိပြေကလည်းလာပြီးတော့အစွန် အစွန်ရအောင်ကျင့်ကြံကြိုးကိုအားထုတ်နေတာဒုက္ခရစရိယာတိကျင့်ကျင့်နေတော့ပင်စသိန်းခဏတ်သားကစောင်းလေးလာသည်စောင်းကျူးလေးရော့တော့လည်းပဲအတန်ကောင်းကောင်းမထွက်စောင်းကျူးတင်းနေတော့လည်းအတန်ကောင်းကောင်းမထွက်မရော့မတင်းလေးစောင်းကျူးလေးညှိပြီးတီးလိုက်တော့မှစောင်းတန်လေးတာတာရာရာထွက်အဲ့ဒါကိုဘုရားအလောင်းတော်ကကြားလိုက်တော့မှဩဟောငါပြင်းပြင်းထန်ထန်ကျင့်နေလို့လည်းတရားရမှာမဟုတ်ဘူးကာမဂုဏ်ခံစားရော့ရော့ပုတ်ပုတ်ကျင့်နေလို့လည်းတရားရမှာမဟုတ်ဘူးအလေအလတ်မရော့မတင်းလေးကျင့်မှတရားရမှာ အသိဉာဏ်လေးပွင့်သွားပြီးတော့အဲ့ဒီကျမ်းမှာဆွမ်းခံထွက်တရားပြန်ခြင်းလို့တရားရတယ်လို့အစင်ဆက်ပြောနေကြတာအဲ့ဒါရောဟုတ်ရဲ့လားမဟုတ်ပါဘူးဦးဇင်းတို့ရဲ့မြတ်စွာဘုရားကဆရာမကူပြန်ဘူးညာနဲ့သစ္စာလေးပါထူးထွင်းသိတာလက်ကုတ်တရားကိုဆရာမရှိဘဲနဲ့သိတာပါဆိုပင်စံခန့်နတ်သားကစောင့်တီးပြီးမှအမြင်မှန်ရပြီးတော့အသိမှန်ရသွားတဲ့ဆိုရင်မြတ်စွာဘုရားမှာဆရာရှိရဲ့ဆိုတဲ့သဘောဖြစ်မနေဘူးလားပင်စံခန့်နတ်သားကပဲဖရာရဲ့ဆရာလိုဖြစ်နေမှာ ။ဖះဖြစ်ပြီးမှသာပင်စတိကနာတာကစောင့်တည်ပြီးဖះပူဇော်တာပါ။ဖះမဖြစ်ခင်ကစောင့်တည်ပြီးတတိလာပေးတာဟုတ်ရဲ့လား။မဟုတ်ဘူး။အဲ့ဒါကိုပဲအစဉ်ဆက်ပြန်ကြလာတော့ဒါကိုပဲအမှန်တရားချင်းနဲ့တတ်မှတ်တော့ဟိုတချို့တကားတွေလာလာရှောက်နေရှိပါတယ်တချို့ဘာသာကြားတွေကတပည့်တော်တို့ကိုလာလာပြောနေတယ်မင်းတို့ဖះကသူများစောင့်တည်ပြန်မှတရားရတာတဲ့နှိပ်ွက်ဖြစ်နေတာပေါ့မဟုတ်တဲ့အမှားတွေကိုအမှန်ဖြစ်နေတတ်မှတ်ပြီးတော့ရေးကြပြောကြခေါ်ကြဆိုတော့ ဖျားရဲ့တရားတော်တွေအလွယ်ကြီးဖြစ်ကုန်တာတမင်မရည်ရွယ်မဲ့ဖျားရဲ့တရားတော်တွေကိုဖြည့်ဆည်းပြလိုက်တာပဲသာသနာဖြတ်လိုက်တာပဲသာသနာဖြတ်တာပဲအခုမြတ်စွာဘုရားတော်မှာအမိကျေးဇူးလို့တလုံးမှုပဲကြည်တယ်ဆိုတဲ့ဇကားဟာလေတမင်ရည်ရွယ်သည်ဖြစ်စီမရည်ရွယ်သည်ဖြစ်စီသာသနာဖြတ်တဲ့ဇကားပဲဖျားအဆုံးမတွေနဲ့လုံးဝဆန့်ကျင်တဲ့ဇကားပဲမြတ်စွာဘုရားလို့တလုံးမှုပဲကြည်တယ်ဆိုတော့ပရိနိဗ္ဗာန်ဆံသွားတာအကြီးဘလောက်ကြံနေသေးတယ် ။ညက်ဆိုအမေကြီးလို့နှုတ်တလုံးပေါ်အကျွေးကြံနေတာအကျွေးပဲသွားဆမ်းမှာ။ကျွေးမကြီးပဲနိဗ္ဗာန်ဝင်သွားတယ်လို့လို့ဖြစ်နေတယ်။ဖယားမဖို့ပါဘူးယဟန္တာရှင်မြတ်တွေလည်းကျွေးအမေကြီးစုလည်းကျွေးမကြအောင်ဘုသူ့ကျွေးမှာမကြံပါဘူး။ပရိနိဗ္ဗာန်ဆံဝင်သွားကြတဲ့ဖယားပိစိကဘုရားယဟန္တာရှင်မြတ်တွေဘုသူ့အပေါ်မှာမှကျေးဇူးကျွေးလည်းမကြံဘူးအကုသိုလ်ကျွေးလည်းမကြံဘူးအိုးရှင်အင်္ဂုလိမာလာတို့လူ့အကြောင်ပေါ်ပါတော့က ူပေါင်းများစွာတက်ဖြတ်ခဲ့တာပဲအကုသိုလ်တွေပဏာတိပတ္တအကုသိုလ်တွေအကြီးကျယ်ရှိခဲ့တာပေါ့ဒါပေမဲ့ယဟနာရှိအရဟတမဉာဏ်ကြီးရပြီဆိုတဲ့တိုင်းနဲ့ဒီဘဝမှာလူတိုက်ခဲ့တဲ့အကုသိုလ်ကံတွေရောအတိတ်ဘဝတန်တရားဆက်ဆက်ကပြုခဲ့သမျှအကုသိုလ်ကံတွေအကုန်လုံးကိုရောဖြတ်တောင်းဖြည့်ဆည်းလိုက်ပြီးပြီအရဟတမဆိုတဲ့လက်နဲ့နဲ့ဖြည့်ဆည်းပြလိုက်ပြီအကုသိုလ်တွေနဲ့ဖြည့်ဆည်းရလားဆိုတော့မဟုတ်ပါဘူးကုသိုလ်ကံတွေကိုပါဖြည့်ဆည်းပြလိုက်တာအကုသိုလ်ကံတွေလည်းအကျိုးပေးခွင့်မရှိတော့ဘူးကုသိုလ်ကံတွေလည်းအကျိုးပေးခွင့်မရှိတော့ဘူး ဒါကိုပဲသူမကျင်တဲ့လူတွေကရှိသေးတာနော်။အခုလိမလာလူတွေတော့တတ်ပြီးတော့ယဟန္တာချက်တာမကျင်နိုင်ဘူးတဲ့။အဲ့ဒါကတော့နောက်မှရှင်းပြအောင်မှာပေါ့။ပြောချင်တာကတော့ဘုရားမင်းသက်ကဗုဒ္ဓယဟန္တာရှင်မြတ်တွေဘုသူ့အပေါ်မှာမှကျေစုကျွေးလည်းမရှိပါဘူး။အကုသို့ကျွေးလည်းမရှိပါဘူး။အကျွေးတွေအလုံးကင်းရှင်းစွာနဲ့ပဲပရိနိဗ္ဗာန်ဆံဝင်သွားကြတာပါ။မြတ်စွာဘုရားနှုတ်နှလုံးပေါင်းကြည်တယ်ဆိုတာကတော့မြတ်စွာဘုရားကိုရောတိုင်းဟောခဲ့တဲ့လူပဲပြောရမှာပဲ။ တရားအပြင်တော့ဟောကြတာမဟုတ်အတီးပြုလက်မှတ်ထိုးသောအပြင်ဟောခဲ့တာမိရတော်ဂေါရမီကပရိသေမံဆံဝင်ကဏီမှာမြတ်စွာဘုရားရှင်ကိုရှောက်တာပေါ့ရှောက်တဲ့ဇာတ်ကားလေးတွေကတော့အများကြီးရှိတာပေါ့လေခုတလောကလည်းဆရာတော်တပါးကမိရတော်ဂေါရမီကြောင့်ဟောသွားပြီမလားအဲ့ဒါရှောက်သွားတဲ့ဇာတ်ကားထဲမှာပါရာပါအာနန္ဒတော်မဟာမုနိဗန္ဒနာရက္ခဏီမရှင်အာနန္ဒတော်မဟာမုနိဒီပါဠိလေးတလုံးပါပါတယ် အဲ့ဒီပါဠိရဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားတဲ့မြတ်စွာဘုရားဟာဘုရားတပည့်တော်ကိုတန်မြာဝိစင်းရဲကလွတ်မြောက်အောင်တန်ရောစင်အနှောင်ဖွဲ့တွေကနေလွတ်မြောက်အောင် စောင့်ရှောက်ကြည်တင်တော်မူတဲ့အတွေ့ဘုရားတပည့်တော်ရဲ့မရဲ့အပေါ်မှာလူဘူးကျွေးတစ်စက်မှမကြံတော့ပါဘူးဘုရားတပည့်တော်မရဲ့အပေါ်မှာနုံနလုံးမလုံးကြီးစုတွေကြီးသွားပါပြီအဲ့ဒီစကားရလေးဆက်တော့မြတ်စွာဘုရားရှင်ကဟဲ့ဂေါရမီအဲ့ဒီလိုမရှောင်နဲ့လေတဲ့မမရှိတဲ့မိဘလူဘူးကြီးစုတွေအကုန်မကြီးသေးဘူးလူတလုံးဘူးပဲကြီးတယ် ပြန်ပြီးတော့စကားပြန်ပေးမှာပေါ့မိရတော်ကောင်မီကနုံနှလုံးပလုံးအရှင်ဘုရားဟာတပည့်တော်ပေါ်မှာတန်မြတ်ဝိစင်းကလွံ့မြအောင်ကြည်တင်နေတဲ့နုံနှလုံးပလုံးကြည်ပါတယ်လို့ရှောက်ထားတာကိုမြတ်စွာဘုရားရှင်ကမဆန့်ကျင်မကက်ကွက်အတီးပြူသောအချင်းမဆန့်ကျင်မကက်ကွက်သောအချင်းအတီးပြူလိုက်တဲ့အတွက်မိရတော်ကောင်မီရှောက်တဲ့စကားဒီပင်လင်မြတ်စွာဘုရားရှင်ရဲ့စကားပဲလုံငန်းကိစ္စတွေတခုတခုလောက်ကြတဲ့ခါကျတော့ထောက်ကမ်းစာတခုခုယူရဲဆိုကြပါစို့ ဝင်ကြီးရဲ့ထောက်ခံစာရေးလုပ်ငန်းတစ်ခုလုပ်တဲ့ကဝင်ကြီးရဲ့ထောက်ခံချက်ပါမှရမယ်ဆိုတော့ထောက်ခံစာရေးရတယ်လေလက်နေဆက်ဖြေးကဒါမှမဟုတ်ကွန်ပျူတာစာစီတဲ့သူကဒေါက်တာဒေါက်တာတောင်းတဲ့သူကကွန်ပျူတာစာရေးစီခွင့်ပြုပါတယ်ဆိုတဲ့အကြောင်းစာစီတာပေါ့စာစီပြီးတော့မှဝင်ကြီးသွားပြဝင်ကြီးကစာဖတ်ကြည့်ပြီးတော့သူ့သဘောတူတယ်သူခွင့်ပြုတယ်ဆိုတော့လက်မှတ်လေးထိုးမပေးလိုက်ဘူးလားလက်မှတ်လေးထိုးပေးလိုက်တယ်ဘယ်လို့ကိုလုတ်ခွင့်ပြုလိုက်ပါတယ်ပေါ့ဘယ်လို့ကိုလုတ်ခွင့်ပြုလိုက်ပါတယ်ဆိုတဲ့စကားလေးကဝင်ကြီးရေးတာလားလက်နေဆက်စီရေးတာလား ဝိညာဉ်ကြီးတယ်လားကွန်ပျူတာစာစီတဲ့လူကစီတာလားအဲ့ဒီခွင့်ပြုကြတာဖြင့်ဒါနဲ့ဆက်စီခွင့်ပြုချက်ပေါ့ကွန်ပျူတာစာစီသမားရဲ့ခွင့်ပြုချက်ပေါ့ဘယ်သူခွင့်ပြုချက်တော့ဝိညာဉ်ခွင့်ပြုချက်ပဲဒါပေမဲ့ဝိညာဉ်လည်းရေတလုံးမှမပါဘူးလက်မထိုးတာလေးပဲပါတယ်ဝိညာဉ်ရေးထားတဲ့စာလက်နဲ့သက်စီရေးထားတဲ့စာကွန်ပျူတာစာစီသမားစီထားတဲ့စာကိုဝင်ကြီးကဖတ်ကြည့်ပြီးတော့မှန်တယ်သိကြတယ်ဆိုပြီးတော့ လက်မှတ်လေးထိုးလိုက်တာနဲ့တွင်နဲ့လက်နဲ့စစ်စစ်ရေးထားတဲ့စာတွေကွန်ပျူတာစာစီသမားစီထားတဲ့စာတွေဟာဘာလို့စာဖြစ်သွားလဲဝိညာဉ်ရဲ့စာဖြစ်သွားတယ်ဝိညာဉ်ရဲ့အာဘော်ဖြစ်သွားတယ်ဝိညာဉ်ရဲ့သဘောထားဖြစ်သွားတယ်အဲ့ဒီလိုပါမယ်မီဒီယာအကောင်မီကရှောက်ထားတာပါပဲရှောက်ထားတော့ကမြတ်စွာဘုရားရှင်ကလက်မှတ်ထိုးပေးလိုက်တော့ဖိုတိုကြီးထိုးပေးတာတော့မဟုတ်ဘူးနော်မဆန့်ကျင်ပဲမကန့်ကွက်ပဲမငင်းပဲပဲနဲ့အတီးပြုတ်လိုက်တဲ့အတွက်ဒါမြတ်စွာဘုရားအတီးပြုတ်ပြီးတာမြတ်စွာဘုရားလက်မှတ်ထိုးပြီးတာ ်နတ်ဆရာတစိတုံထုပြီးသားဖြစ်သွားတာပေါ့ဒါဆိုတော့မေရိရကရမီရဲ့နုနလုံးလုံးကြေးပါတယ်ဆိုတဲ့လျှောက်ထားချက်ပြီးပင်လေနတ်ဆရာရှင်ရဲ့မိကြတော်မူချက်ပဲပြိနိဗ္ဗာန်ဆံငတိကြတဲ့မြတ်စွာဘုရားကိုမေရိရကရမီကအများကြီးလျှောက်ပါတယ်လျှောက်ထားချက်တွေအများကြီးထဲမှာတခုကဘာလဲဆိုတော့မြတ်စွာဘုရားဘုရားတပည့်တော်မဟာမြတ်စွာဘုရားအရှင်ဘုရားကိုလောကနှုတ်ဤတိုက်ကြည့်ပြီးတော့ပြုစုမွေးမြူဆန့်ရှောက်ခဲ့ရတဲ့အတွက် လောကတို့ဤတိုက်ကြွေးပြီးတော့ရူပကာယရုပ်ကိုယ်တွေကြီးထွားလာအောင်ပြည့်စုံဆန့်ကျင်ဖြစ်ရတဲ့အတွက်တပည့်တော်ဟာအရှင်ဘုရားရဲ့မေတော်ပါတပည့်တော်ဟာအရှင်ဘုရားရဲ့အမေပါအရှင်ဘုရားကတပည့်တော်ကိုဓမ္မတို့ဤတိုက်ကြွေးပြီးတော့ဓမ္မကာယတရားကိုယ်တွေကြီးထွားလာအောင်ပြည့်စုံဆန့်ကျင်မွေးမြူခဲ့တဲ့အတွက်အရှင်ဘုရားဟာတပည့်တော်ရဲ့ခမဲတော်ပါအရှင်ဘုရားဟာတပည့်တော်ရဲ့အဖေပါအရှင်တပည့်တော်မှတိုက်ကြွေးခဲ့တဲ့လောကတို့ဤက ဆာလောင်မွတ်သိမ့်မှုကိုတည်ငါတခဏပဲကြည်ပြောက်စေနိုင်ပါ रे အရှင်ဖျားတိုက်ကြွေးတဲ့ဓမ္မနုရီကတော့ဆာလောင်မွတ်သိမ့်မှုကိုအပီးတိုင်အငဲထာဝရညီအီပြည်ပြောက်စေနိုင်ပါ रे အရှင်မြတ်ဟာဖျားတပိတော်မကိုတန်ရောင်စဉ်အနှောင်းဖွဲ့ဤတန်တရားအနှောင်းဖွဲ့ဘဝအနှောင်းဖွဲ့တွေကခန္ဓာအနှောင်းဖွဲ့တွေကနေလွတ်မြောက်အောင်စောင့်ရှောက်ကြည်တင်တော်မူတဲ့အတွေ့ဖျားတပိတော်မရဲ့အပေါ်မှာလူ့ဘူးကြွေလုံးဝမရှိတော့ပါဘူး ရှင်ပြားဘုရားတပည့်တော်မရဲ့ဘုံမှာနှုတ်နှလုံးဘုလုံးကျေးဇူးကြည်အောင်ဆက်ပြီးသားဖြစ်သွားပါပြီဒီစကားရက်ကလေးပါပါတယ်ဒီဆရာတော်ကြီးလေးကိုလည်းနည်းနည်းလေးချဲ့ကြည့်ပေါ့မြတ်စွာဘုရားရှင်ကမိရတော်ဂေါတမီရဲ့အဖေလည်းဖြစ်မနေဘူးလားဘာကြောင့်လဲဆိုတော့ဓမ္မနုကြီးတိုက်ကြွေးပြီးတော့ဓမ္မကာယဓမ္မကိုယ်တည်းတရားကိုယ်တည်းကြီးကြီးထွားလာအောင်ဆောက်ရှောက်လို့တစ်ဖက်ကနေအပြန်တယောက်ကအဖေဆိုတော့တယောက်ကတပည့်ပဲဖြစ်ရမှာလေ ပေမဲ့ဓမ္မရှုထောင့်ကကြည့်ရင်တော့ဘုရားကအဖေမိရိတော်ဂေါရမီကသမီးလောကရှုထောင့်ကကြည့်ရင်တော့မိရိတော်ဂေါရမီကအမေအမေဆိုအမေရင်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အမေကဲ့သို့အမေရင်းကဲ့သို့ပြုစုဆောင်ရှောက်ခဲ့တယ်ကိုကိုယ်တိုင်မွေးထားတဲ့သာနန္ဒမင်းသားလေးရှိရတဲ့နန္ဒမင်းသားကိုနှုတ်ထိန်လက်ထဲလွှဲသူများနှုတ်ပဲတိုက်ကြည့်ပြီးတော့ကိုယ့်ရဲ့နှုတ်ရည်ကိုကြတော့ဘုရားအလောင်းတော်ကိုပဲတိုက်ကြည့်ခဲ့တာမေတော်မဟာမာယာဒေဝီကဥစဉ်နဲ့မြတ်စွာဘုရားလောင်းတဲ့တဲ့မင်းသားဗန္ဒရရဲ့ ွယ်လွန်သွားတာလေခொနည်းနဲ့ကွယ်လွန်သွားတော့မိရတော်ကောမိကပဲနှုတ်ကြတက်ကြည့်ပြီးတော့မွေးမြူခဲ့ရတာဒါကြောင့်အမေလို့ပဲခေါ်ရမှာပေါ့အဲ့တော့လောကသဘောရကြည့်ရင်မိရတော်ကောမိကအမေမြတ်စွာဘုရားရှင်ကသာဓမ္မသဘောရကြည့်ရင်တော့မြတ်စွာဘုရားရှင်ကအဖေမိရတော်ကောမိကသမီးတယောက်နဲ့တယောက်တော့နှုတ်ရတယ်တော့မတိုက်ကြွေးကြဘူးလား တိုက်ကြွေးတယ်တိုက်ကြွေးတဲ့နှုတ်ကြီးခြားနာချက်ကိုမိရတော်ဂေါတမီကရှောက်ပါတယ်တပိတော်မှာတိုက်ကြွေးတဲ့လောကနှုတ်ကြီးကသာလမုသိမှုကိုတည်ငှတစ်ခဏပဲညီအီပြေပြောက်စေနိုင်ပါတယ်အရှင်ပြတိုက်ကြွေးတဲ့ဓမ္မနှုတ်ကြီးကတော့သာလမုသိမှုကိုအမြဲထာဝရညီအီပြေပြောက်စေနိုင်ပါတယ်ဆာလမုတ်တိမှုဆိုတာကတဏှာကိုပြောတာပါတဏှာဆိုတဲ့ပါဠိစကားလုံးကိုတာယာတဲ့နှစ်သက်တဲ့တမ်းပတဲ့ဆွေးလန်းတဲ့ညီကတဲ့ချစ်တဲ့စသဖြင့် အမျိုးမျိုးပြောပြီးမဲ့တဏှာဆိုတဲ့ပါဠိစကားလုံးကြီးရဲ့ထပ်ရိုက်ထွက်တဲ့အနေတွေပဲကတော့ဆာလောင်ခြင်းပဲဆာလောင်မသိခြင်းကိုတဏှာလို့ခေါ်ပါလေကလေးလေးနှုတ်ဆာတော့မငိုဘူးလားကလေးကနှုတ်ဆာလို့ငိုတော့အမေကနှုတ်ဤတိုင်းနှုတ်ဝါတော့ကလေးကငိုတိတ်သွားတာပဲဝါမရလည်းမဟုတ်ပါလေနှုတ်သားရဆိုတဲ့နဲ့ငိုတိတ်နှုတ်ဝါပြီဆိုတော့လေဆက်ပြီးတော့မဆိုးတော့ပါဘူးဆာလောင်မသိဆာလောင်မသိမှုလေ ပြင်းပြောက်သွားတယ်အမေတို့ကြောင့်သားမသို့မဟုတ်သမီးမဆလာမုတ်တဲ့မှုပြင်းပြောက်သွားတယ်ဒါပေမဲ့အပြီးတိုင်းပြေပတ်သွားလားဆိုတော့မဟုတ်ဘူးတော့ကြာကြာတော့ဆားတော့ထက်ငိုမငိုပြန်ဘူးလားငိုပြီးတော့နှုတ်ထက်တောင်းပြန်တာပဲအမေကနှုတ်ကြီးထက်ပြီးတော့တိုက်ကျွေးရပြန်တာပဲအမေတိုက်တဲ့နှုတ်ကြီးဟာလောကနှုတ်ကြီးဟာဆလာမုတ်တဲ့မှုကိုအပြီးတိုင်းပြေပတ်စေနိုင်ရဲ့လားမပြေပတ်စေနိုင်ဘူးခဏခဏဆားနေတာပဲဘယ်နှစ်နှစ်လောက်ထိတိုက်ရတာတော့ ။ဘကုပလာကပဲတွေ့ကြတော့နော်။အဲ့ဒါနှုတ်မပြတ်မချင်းပဲဆိုပါတော့။အဲ့ဒါနှုတ်မပြတ်မချင်းခဏခဏနှုတ်မဆာဘူးလား။ဆာတာပဲ။ဒါနှုတ်ရည်တစ်ခုတည်းပဲပြောသေးတာ။အမေရဲ့နှုတ်ရည်ဟာနှုတ်ဆာတဲ့တဏှာလေးကိုတတင်ကတခဏပဲပြေပြောက်စင်နေတယ်။တခြားသောအာယုန်တွေကိုဆာတဲ့တဏှာကိုတော့ပြေပြောက်စင်နိုင်ရဲ့လား။မပြေဆောင်မြောက်စင်နိုင်ဘူး။လူလေးနဲ့နေပြဓမ္မဘုရားနှုတ်မပြတဲ့ခင်မှာဖြစ်ဆွအာဟာရလေးတွေပါဒီနေကျွေး ကျေတော့နို့တောက်လို့နို့ရည်လဲတောက်တယ်ဖြစ်စွာအာဟာရလေးလဲစားတယ်နို့ဘွားလို့ဆိုပြီးတော့မကျေနပ်ဘူးသူစားနေကြအာဟာရလေးလဲမတောင်းဆိုဘူးလားတောင်းဆိုတယ်ထမင်းစားတဲ့အရွယ်ရောက်တော့ထမင်းလေးတောင်းတယ်ငပြိုသီးလေးခုနဲ့ရတယ်ငပြိုသီးလေးတောင်းတယ်စားပြရချင်းပေါ့ငပြိုသီးလေးစားခြင်းနဲ့ကြက်ဦးလေးစားခြင်းနဲ့စားပြရချင်းတခြားတခြားတော့အာယုန်ဒီမှာထပ်ပြီးတော့မစားဘူးလားစားတာပဲအစားတော့စားကြမျိုးစုံမှစားတယ်တောက်ကြမျိုးစုံမှစားတယ်ခုခေတ်ကလေးလေးဆိုရင်တော့ဟိုလာသားလေးကတည်းကကုတ်တွေပါတယ်တောက်တတ်နေပြီလေဟုတ်လား ဆော်ရပါတဲ့ဒီချူကြီးတွေတောက်တန်းနေကုန်ပြီဒါကတော့တကယ်တမ်းကျတော့ကျမ်းမာကြီးထိခိုက်ကြောင်းပါပဲခလေးကလေးကအဲ့ဒီလိုအချူကြီးတွေတောက်တက်ကြီးလာလို့ရှင်သိပ်မကြီးခင်မှာကိုပဲယောဂါတွေအမျိုးမျိုးရမှာပဲအဲ့ဒီလိုချူကြီးတွေဆိုတော့ကအသက်ကြီးတဲ့လူတွေတောင်မှမတောက်သင့်ပါဘူးဟိုခလေးလာတာလေးနုနုလေးဆိုတော့မပြောနဲ့တော့နော်ကျမ်းမာယူကလေးထိခိုက်သေးပါတယ်စိတ်သက်ဉာဏ်ကြီးကိုလည်းထိခိုက်သေးတယ်အုံနာကိုလည်းထိခိုက်သေးတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေလို့စားတဲ့တဏှာတောင်မှ တရင်ကတခဏပဲပြပြောက်တယ်တခြားတခြားဆာလောင်တဲ့တဏှာတွေဆိုရင်တော့လုံးဝကိုအမင်းတို့ကြီးကဘာမှမတတ်နိုင်ဘူးဟုတ်အဖေကိုတွေ့ရင်နဲ့အဖေခေါ်ပြီးဖူဖူနဲ့တွေ့ရင်နဲ့ဖောင်ဖောင်နဲ့တွေ့ရင်နဲ့အန်တီလေးနဲ့တွေ့ရင်နဲ့ဦးလေးနဲ့တွေ့ရင်နဲ့စသည်အားဖြင့်သူတန်ရောစဉ်ရှိတဲ့လူတွေကိုလည်းတွေ့ရင်မြင်ဉျင်တန်ရောစဉ်ရှိတဲ့တွေချီတာပိုးတာခံယူခြင်းဆိုတဲ့ဆာလောင်မှုတဲ့မှုတဏှာလေးကိုရောအမင်းတို့ကြီးကပင်ချောက်ပေးနိုင်ရဲ့လား မပြေဖြောက်ပေးနိုင်ဘူးလို့စားတဲ့တဏှာလေးကိုတောင်းမှတထင်းကတခဏလေးပဲပြေဖြောက်ပေးနိုင်တာတခြားဆာလောင်မို့တဲ့တဏှာတွေကတော့တထင်းကတခဏလေးတောင်းမှမပြေဖြောက်နိုင်ဘူးမပြေဖြောက်နိုင်တဲ့အပြင်ပူပြီးတော့တောင်းမှဆာလောင်မို့တဲ့မူတဏှာတွေတိုးဝါလာပါသေးတယ်အသက်ကလေးရလာလေးရက်ကလေးရလာလေးလာလေးရလာလေးနှစ်ကလေးရလာလေးအသက်ကြီးလာတာနဲ့အမျှဆာလောင်မို့တဲ့မူတဏှာတွေဟာတိုးတိုးလာတယ် နွားရဲ့ဥယျာဟာအသက်ကြီးလာလေရှည်လာလေဖြစ်တယ်လို့ပဲလူတယောက်ရဲ့တဏှာလည်းအသက်ကြီးလာလေပုံပုံပြီးတော့များလာလေပဲဟိုအယုတ်ကလေးလည်းလိုချင်တယ်ဒီအယုတ်ကလေးလည်းလိုချင်တယ်ဖိဖိဟိုအယုတ်ဝယ်ပေးဒီအယုတ်ဝယ်ပေးနေမပူဇော်ဘူးလားအမင်းတို့ကြီးအဲ့ဒီတဏှာကိုပယ်ဖြောက်ပေးနိုင်ရဲ့လားမပယ်ဖြောက်ပေးနိုင်ဘူးမပယ်ဖြောက်ပေးနိုင်တဲ့အပြင်ဟိုတို့ကြီးကတော့မပြောင်းနေအဖေ အဖေမေတွေကိုယ်တိုင်ကိုယ်ကအဲ့ဒီဆာလောင်မှုသိမှုတဏှာကိုပယ်ဖြတ်မပေးနိုင်တဲ့အပြင်တူပွားအောင်တောင်းလုပ်ပေးတယ်လို့ဖြစ်နေတယ်။တတဒီမုံလေးကစားလို့ကောင်းတယ်နော်။မိမိဒီယုတ်ကလေးကလှတယ်နော်နဲ့အစားတော်ကလေးပို့ပြီးတော့သဘောကျအောင်အယုတ်ကလေးပို့နှစ်သက်အောင်လှုပ်ဆောင်မပေးဘူးလား။တာသမီးတွေတဏှာတွေတူပွားလာအောင်တက်ရှိတဲ့မဲ့အာယုန်တွေပေါ်မှာတန်ရုံးစဉ်တွဲလာအောင်ချစ်တတ်လာအောင်ကြိုက်တတ်လာအောင်ညှိုးတတ်လာအောင်တွဲတတ်တတ်လာအောင်ဆွဲလန်းတတ်လာအောင်ဘယ်သူကပဲလုပ်ပြီးတာလဲ။ မိဘကပဲလုပ်ပြမိဘကျေးဇူးကံတဲ့စကားပြောနေတာမဟုတ်ဘူးနော်မိဘကျေးဇူးဆိုတာကဒပိုင်းတက္ကနာပဲလောကတ္တဓာတိတာရောဣမန္တလောကတ္တဓာတိတာရောဆိုပြီးတော့လောကအကြောင်းသိအောင်လုပ်ပြတာကဒပိုင်းတက္ကနာတစ်ခါကခုမိဘကျေးဇူးကျေးမကျေးဆုတဲ့ရှုထောင်းကကြီးလိုက်တဲ့အခါကျတော့အမင်းနှုတ်ကြီးဟာစာလိုက်မှုတိတ်မှုတဏှာကိုမပြေပြောက်စီနိုင်တဲ့အပြင်ဒီနှုတ်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့ဒီယုတ်ခန္ဓာဒီယုတ်နံခန္ဓာကတခြားတခြားစာလိုက်မှုတိတ်မှုတဏှာတွေတောင်တိုးဝမလာဘူးလား တူပါလာတယ်တူပါလောင်လေမိဖေးတွေကပဲမိဘကတော့မေတ္တာနဲ့တော့တိအောင်လို့လုပ်ပြရတော့တိအောင်လုပ်ပြတဲ့သဘောတော့ဖြစ်တာပေါ့ဖြစ်ပေမဲ့တစ်ဖက်ကကြည့်ရင်တော့သာသမီကိုတဏှာတွေဖြစ်လောင်လုပ်ပြတဲ့နဲ့မတူဘူးလားအဲ့လိုပြောလို့မလုပ်ပြရလို့မဆိုလို့ဘူးနော်ဟာဘုန်းကြီးကဟောတဲ့မုံလေးစားကောင်းတယ်နော်အယုတ်ကလေးစားတယ်နော်လို့ပြောတာတဏှာတူအောင်လုပ်ပြရပြီဆိုမုံမကြည့်ပဲနေမယ်အယုတ်ဝယ်မပြေးပဲနေမယ်ဆိုလို့ဖြစ်ပါမလားသူ့အပိုင်းနဲ့သူသူ့ရှိတော်နဲ့သူသူ့အကန့်နဲ့သူသူ့ကန္တာလေးနဲ့သူပါ မိဘမေတ္တာကတော့အပြည့်ပေးရမှာပါပဲဒါပေမဲ့ခုကကျေးဇူးကြည်မကြည်လောကနှုတ်ရည်နဲ့ဓမ္မနှုတ်ရည်ခြားနာချက်သဘောလေးနားလည်အောင်လို့ပြောပြနေတာ လောကနှုတ်ရည်ဟာတဏှာကိုငြင်းပြောင်းမသွားစေနိုင်တဲ့အပြင်တဏှာကိုတိုးပွားလာစေပါလေချဲ့တယ်မိသဘောပေါက်တော့ပေါ့နော်မြတ်စွာဘုရားတက်ကြွတဲ့ဓမ္မနှုတ်ရည်ကကြတော့ဆာလမုဒ္ဓမှုတဏှာတွေကိုငြင်းအီးပြေဖြောက်စေနိုင်တယ် ရဟတမေနဲ့များရဟတမေရဟထုံနဲ့ကိရိတာတွေကိုမြင့်ပြပေသက်ပြီးပြီးတဏှာကိုမြင့်ပြပေသက်ပိုက်ပြီးပြီးဆိုရင်တော့ဘယ်အာယုံကိုမှ ဆာလောင်နေစရာမရှိတော့ဘူးဘယ်ဘဝကိုမှ ဆာလောင်နေစရာမရှိတော့ဘူးဘယ်အာယုံဘဝမှမနှစ်သက်တော့ဘူးဘယ်ဘဝဘဝမှမနှစ်သက်တော့ဘူးဆာလောင်မှုတဏှာကြီးအပြည့်တိုင်းကြီးပြောင်းမသွားဘူးလားပြီးပြောင်းသွားတယ် ောတာပန်တက္ကရာကအနာဂံယဟန္တာအရိယဖြစ်တယ်ဆိုတာအသာထားပါပုတုဇဉ်ဘဝနဲ့တောင်မှမြတ်စွာဘုရားရှင်ရဲ့ဓမ္မနုယီတောက်သွင်းရတဲ့ဆိုရင် အာယုန်ဒီဘဝမှာတက်ရှိတဲ့မဲ့အာယုန်ဒီဘဝမှာဘဝဒီဘဝမှာတွေ့တာတက်မဲ့တဲ့တဏှာဆန္လမုတ်တဲ့တဏှာတော့ရောပါမသွားဘူးလားရောပါသွားတယ်တရားသဘောနားလည်နေတဲ့ချင်းတရားနှလုံးသွင်းနေတဲ့အချိန်တရားဆင်ခြင်နေတဲ့အချိန်တရားရှိနေတဲ့အချိန်တရားသိနေတဲ့အချိန်တရားရှိတဲ့သူတရားသိတဲ့သူဟာအာယုန်ဒီဘုမှာဆံလုံးမှုသိမှုတနာနေပါပါတယ် ဘဝဒီပေါ်မှာဆံလမှုသိမ့်မှုတည်တနာနေပါပါတယ်။တာယာလိုတဲ့စိတ်နဲ့တော့အာယုန်နေရှားမနေတော့ဘူး။နောက်ဘဝတည်းထပ်ဖြစ်ခြင်းနဲ့စိတ်နဲ့တော့ဘာကုသိုလ်ကောင်းမှုမှလည်းလုံးမနေတော့ဘူး။ဘဝတည်းဖြစ်ခြင်းနဲ့စိတ်နဲ့ကုသိုလ်မလုပ်တော့ဘဝပြတ်ခြင်းနဲ့စိတ်ဘဝချုပ်ငြိမ်းခြင်းနဲ့စိတ်နဲ့ပဲကုသိုလ်ကောင်းမှုတွေပြုတော့မှာ။ဒီဘဝဒီခန္ဓာနဲ့အပြတ်ချရမယ်လို့မဆိုလိုဘူးပေါ့။မိမိတို့ဣမန်တောင်းတဲ့ဗောဓိညာမိမိတို့ဣမန်တောင်းတဲ့စုအားလျော်စွာပေါ့။ဦးဇင်းတို့ရဲ့မြတ်စွာဘုရားပါရမီတွေဖြည့် တဘွားတည်းနဲ့အပြတ်လုခဲ့တာတော့မဟုတ်ဘူးဘဝတွေတော့ကုသကောင်းမှုတွေကြောင့်ဘဝအသက်တွေတော့ထပ်ဖြစ်ရသေးတယ်ဒါပေမဲ့ထပ်ဖြစ်တဲ့ဘဝတွေကตายရဖို့ညီကနေဖို့မဟုတ်ဘူးမိမိကိုယ်တိုင်နဲ့တန်မြတ်ကလွတ်မြောက်ဖို့ကိုယ်တယောက်နဲ့လွတ်မြောက်ဖို့ဆိုတော့သူ့မိသားရှင်သေးဘဝကလေးကတဘွားတည်းနဲ့ပြတ်ပါပြီဒါပေမဲ့ကိုယ်ဘဝတန်မြတ်ဘဝခန္ဓာတန်မြတ်ကလွတ်မြောက်ရင်တတ္တဝအတ္တိအနန္တမရင်မတတ်နိုင်အောင်ညာပြားရတဲ့တတ္တဝတွေလည်း ကိုယ်လိုပဲတန်မြတ်ဝိဇင်းကလွန်မြောက်စီခြင်းနဲ့ဆိုတဲ့မေတ္တာကြောင့်ကရုဏာကြောင့်ဘဝအတ္တတ္တိထပ်ယူပြီးတော့ကုသပါရမီတွေဖြည့်နေရတာဒါပေမဲ့ဘဝအတ္တဖြည့်ခြင်းနဲ့စိတ်နဲ့ပါရမီဖြည့်ရတော့ဟုတ်ရဲ့လားမဟုတ်ဘူးကိုကိုယ်တိုင်ဘဝကြက်ရအောင်တစ်ခုတည်းအတွက်လည်းမဟုတ်တော့ဘူးတတ္တဝါဒီအားလုံးတတ္တဝါဒီအတော်များများဘဝပြည့်ကြစီဖို့အတွက်ဘဝချုပ်ငြိမ်းကြစီဖို့အတွက်ဒုက္ခချုပ်ငြိမ်းကြစီဖို့အတွက်ပါရမီတော်တွေဖြည့်ခဲ့တာပါအဲ့ဒါမြတ်စွာဘုရားရှင်ရဲ့ဓမ္မလူကြီးဟာ အာယုန်ဒီဘုံမှာဆာလံမှုတည်တဲ့တဏဘဝဒီဘုံမှာဆာလံမှုတည်တဲ့တဏကိုအတိတိုင်ညင်အင်းပြေပြောက်စေနိုင်ပါလေ။ပြီးတော့ဂေါရမီဆိုလို့ရှိရင်ယဟန္တာဖြစ်တဲ့အထီးကိုမြတ်စွာဘုရားကတရားဟောပြောတတ်တာဆုံးမခဲ့တာ။မြတ်စွာဘုရားရှင်တိုက်ကြည့်တဲ့ဓမ္မနှုတ်ကြီးကြောင့်ပြီးတော့ဂေါရမီဟာယဟန္တာမကြီးဖြစ်သွားခဲ့တယ်။ယဟန္တာမကြီးဖြစ်သွားတဲ့ဆိုတော့နောက်ဘဝတည်းထပ်ဖြစ်အောင်မလား။မဖြစ်တော့ဘူး။ဒါကြောင့်ပြီးတော့ဂေါရမီတိုက်ကြည့်ခဲ့တဲ့ နှုတ်ဘိုးဟာအကုန်လုံးကြည်တယ်နှုတ်နှလုံးမလုံးကြည်သွားပါလေမေတော်အရင်ဖြစ်တဲ့မဟာမဟာမာယာကြည်ပြီးကြတော့သောတာပန်တရကအနာဂတ်ယဟန္တာလီမီတက်ကဘာအရိယာဖြစ်သွားတာလဲမဟာမာယာဒေဝီလေဟိုတာဝန်ရင်းသားနတ်ပြည်တော်မြတ်စွာဘုရားကအပိဓမ္မာတရားတော်ကြီးဟောတော့တရားဥပဒေနဲ့ရသွားတယ်လို့ဆိုတယ် သောတာပန်ဖြစ်သွားတာလားတကရကံဖြစ်သွားတာလားအနာဂံဖြစ်သွားတာလားယဟန္တာဖြစ်သွားတာလားအရင်နေ့တွေကဆရာတို့ဟောပုရိတဲ့ပိုင်းရင်ပါမှာပါဘာဖြစ်သွားတာတော့သောတာနွယ်နီကဲမနနီဖြစ်လေဘာဖြစ်သွားတာတော့ဒီနေ့ကျမှပဲမင်းပြီးတော့တယ်နော်ကဲမြောက်ဥက္ကလာတို့ကလျာဏယူဝါတို့ယူဝကလျာဏတို့ ီနေ့ကဘာခံဖို့မှတိုင်ချမ်းမရှိတော့အဲ့လိုပဲမင်းသူတို့မဖြေနိုင်တော့ကိုရေးတော့ရတာပေါ့နော်ဟဲ့မီးရတော့ဂေါရမီကတော့ယဟန္တာအထိကိုဖြစ်သွားတာဥစဉ်နဲ့မြတ်စွာဘုရားပိရဒမင်းသားရဲ့မဲတော်ဘုရားရဲ့မဲတော်အရင်ဖြစ်တဲ့မဟာမာယာတေကြီးကြတော့ဘာဖြစ်သွားတာတော့တော့အတော်တာပါဖြစ်သွားတာဖြည်းတဲ့လူနဲ့တော့နေတယ်နော်နေပေမဲ့မှန်ပါတယ်အဲ့ဒီအဖြစ်မဟာမာယာတေကြီးတော်တာပါဖြစ်သွားတယ်မဟာမာယာတေကြီးဆိုလို့ခမတော့ နတ်သမီးလားနတ်သားလားမေရတို့ကစကားပြောတာနတ်သားနော်ခုနပြောခဲ့တယ်ဟိုတို့တလုံးမိုးပဲကြည်တယ်ဆိုတာတို့တာရှိဦးထာနာနိုင်ငင်းနေဆိုတာတို့ဝသုံးတရီဆိုင်ရင်ညစ်တယ်ဆိုတာတို့ပင်စတဲ့ကနတ်သားကစောင်းယူတယ်ဆိုတာတို့မှားယွင်းနေတဲ့ဘာသာကြီးအယူဆတွေကိုဘသူတွေကဖြန့်ချိတယ်လဲဆိုတော့ရှေးဆက်ရီးရဲ့အဆိုမိန်ညာဇတ်သမားတွေကွက်စိတ်ဆရာတွေဇတ်သမားတွေကနားထောင်ကြအောင်ပြောစကားလုံးတွေပွင့်နေပြီးတော့ဟိုပြောဒီပြောပြောတော့အမိဘကျေးဇူးပေါ်လွင်နေတဲ့အမိတောင်မှ ဖရာတော်မှာမိဘကျေးဇူးအမေကျေးဇူးနှုတ်တလုံးဘူးပဲကျေးနေတဲ့ပြောလိုက်တော့သသမားကြီးပြောတာအဟုတ်ထင်ကွက်စိတ်ဖရာကြီးအတန်ဒီတန်နာနဲ့ကိုယ်ညံ့ပြီးတော့ပြောတာအဟုတ်ထင်အဟုတ်ထင်ပြီးတော့ဒီစကားကစွန့်လာခဲ့တာဖရာတော်မှာအမေကျေးဇူးနှုတ်တလုံးဘူးပဲကျေးတယ်ဆိုတာသသမားကြီးကွက်စိတ်ဖရာကြီးကလာတဲ့စကားပါဒါပေမဲ့လူတွေကအငိမ့်မှပြောတဲ့စကားဇာသမားတွေပြောတဲ့စကားမင်းသားတွေကိုယ်သဘောကျတဲ့မင်းသားတွေပြောတဲ့စကားဆိုတော့အဟုတ်မထင်ဘူးလား ်ဟုတ်တင်လားဟုတ်တယ်ပြီးတော့အစင်ဆက်ပြန့်နေတာဒီနေ့ဒီချစ်ထီတောင်လို့နှလုံးပေါင်းလုံးကြေးပါတယ်လို့ဆောက်ဆောက်ခေါင်းစဉ်တက်ပြီးတော့ရေးတဲ့ဂျားတဲ့ကူကလို့တလုံးမပဲကြေးတယ်ဆိုတဲ့အစွဲကိုမဖြောင်းနိုင်တို့ဆရာတော်တန်ကတော့အစင်ဆက်မိဘအစင်ဆက်လို့တလုံးမပဲကြေးတယ်ဟောခဲ့တာသူ့ကြမှာလို့နှလုံးပေါင်းလုံးကြေးတယ်ဆိုတော့သူကအဆန်းထန်တယ်လို့ပြောတဲ့လူကလည်းမရှိဘူးလားဆရာဟောပါဠိတော်အထောက်အထားအတိအကျစာမျက်နှာနဲ့ရေးထားပါလျက်နဲ့ကိုအစံအလာကိုစွဲနေတဲ့သူတွေကအများကြီးပဲ အဲ့ဒါခုနဇက်စီယာတွေကိုယ်စိတ်စီယာတွေကဟိုပြောဒီပြောလျှောက်ပြောတော့အဲ့ဒီမှာအမှားတွေဖြစ်ကုန်တာပေါ့မားကဘလောက်ပြောင်းဖြစ်သွားလဲဆိုတော့ဇာသမားတွေလုံတာနဲ့မေရမယာတောင်မှာနတ်ကြီးရောက်တာဘာပဲဖြစ်နေရသေးတို့နတ်သမီးပဲဖြစ်နေရတာဥစဉ်တော့နုံနုံမုံမုံကြည့်ပါလေဆောင်းမနေကိုကျုပ်ဒီမှာတော့ရေးထားသေးတယ်လေ ဟုတ်လားဇာသမားတွေကိုစိတ်ဆရာကြီးကဖះစကားတွေဖြည့်ဖြည့်ပြီးတော့ရှောက်ရှောက်ပြောကြလို့ဟိုဇာသမားကိုစိတ်ဆရာကြီးပြောသမျှစကားအကုန်ဖြည့်တယ်လို့မဆိုလို့ဘူးနော်တချို့လူတွေကြတော့လည်းဆရာတော်တွေဟောတဲ့တရားနားမထောင်ခြင်းတရားစာအုပ်တွေမဖတ်ခြင်းဇက်တွေလာပြီးဟိုကိုစိတ်ဆရာကြီးပြောတဲ့ဟောကံလေးတွေလာပြီးဆိုတော့မှဖွင့်နားထောင် နားထောင်ပြီးတော့မှဖះရရဲ့အကြောင်းတရားရဲ့အကြောင်းတွေသိတဲ့လူရလည်းမရှိဘူးလားဇာသမားကိုစိတ်ဆရာပြောတဲ့ဇက်တော်တွေဟိုဇက်ပွဲတွေဘာကြီးကြတော့လည်းနောက်ပိုင်းဇက်တွေဘာကြီးဆိုတာမရှိဘူးလား အဲ့ဒီကနောက်ပိုင်းဆက်စရာကဘာချင်းတာတော့ဟုတ်လားဘုရားဟောဇတ်တော်တွေကိုနောက်ပိုင်းဆက်ဆိုပြီးတော့လောက်တာလေအဲ့ဒီမှာဆိုတော့ဇတ်ကဇတ်တော်တူတူလေးရှိပြီမဲ့လေမိုးလေးနဲ့ထိကားမှာဆိုတော့ဆွဲဆန်းပြီးတော့ချက်ပိဒါကလည်းစိတ်ဝင်စားအောင်ဖွဲ့နှိပ်ပြီးတော့ရေးသားကြတာပေါ့အဲ့ဒါနဲ့ဦးဇင်းတို့လည်းပဲအဲ့ဒီဆောင်မကြီးရေးတဲ့ရပ်ပိုင်းလေးမှာပဲအဲဇတ်တော်အဲ့ကြောင်းလေးကလည်းရေးမလို့စိတ်ကူးမိတာဆိုတော့ဇတ်သမားတွေကိုယ်စိတ်ချရီကြောင်းဒီလိုတွေမှားနေတာဆိုတော့ဟုတ်များဟုတ်မလားမသိဘူးဆိုတော့ရေဒီယိုမှာတရင်သာကြောင်ညာလေးကြတော့လေ အဲ့ဒီရှင်မင်းရဲ့ဒီဘာဇတ်တော်ဖရာလောင်းလေးတော်တင်ငန်းလာမယ်ဆိုတာလေတွေ့လိုက်တော့ကဲဖွင့်ကြည့်ဦးမှာဆိုဖူးကောက်လဲဖွင့်လိုက်ရောဟုတ်ကမယ်မယ်ဖရာမယ်မယ်ဖရာနဲ့လက်ပြေကနတ်သမီးကြီးကအော်နေတာလေသူကသူမယ်မယ်ဖရာမယ်မယ်ဖရာနဲ့လုပ်နေတော့ကဲဇတ်သမားကြီးရဲ့လက်ချက်ကြောင့်ဖုတ်ကညာတော့ပါ ောင်းမနေကိုကြောင့်ဒီမှာရေးထားတာလေသာသမာတိရဲ့လက်ထက်ကြောင့်ဖုံးကညာတပါလုံးရကပြားသွားရပါဘောလားတန်တုတိတာနတ်သားကြီးကြီးဒီလိုလေးညီကုန်းထုတ်ထားတာကိုဟိုကတကယ်တော့နတ်သားလားနတ်သမီးလားနတ်သားတန်တုတိတာနတ်သားတန်တုတိတာနတ်သားတချို့တချင်းတွေမှာလည်းပါပါတယ်သကလုံးသုံးလုံးနောက်ကမေရောမိနတ်သားလို့သုံးတာမဟုတ်ဘူးလားမေရောမိနတ်သားမေရောကတော့ဒီဘောရဲ့မေရောအမိအဲ့ဒီအမိကဟိုနောက်ဘောကြတော့နတ်သားဖြစ်နေတာမေရောမိကနေဖြစ်သွားတဲ့နတ်သားမလို့မေရောမိနတ်သားလို့ပြောတာ မေရမီနတ်သားဆိုတဲ့သကလုံးလေးကြည့်လိုက်ရင်ကိုပဲဖရာလောင်းရဲ့မြတ်စွာဘုရားရှင်ရဲ့မေရမဟာမာယာဒေဝီဟာနတ်သမီးသားဖြစ်တာမဟုတ်ဘူးနတ်သားသားဖြစ်တာဆိုတာမထင်ရှားဘူးလားထင်ရှားနတ်သားရဲ့နာမည်ကဘာလို့တန်တုတိတာနတ်သားတန်တုတိတာလို့ရေရွယ်ပြောလို့ရပါတယ်တန်တုတိတာသို့မဟုတ်တန်တုတိတာအဲ့တော့တန်တုတိတာနတ်သားဖြစ်သွားတာပေါ့အဲ့တော့တန်တုတိတာနတ်သားကိုမြတ်စွာတန်တုတိတာနတ်သားအမှုထားပြီးတော့နတ်မြတ်မာတွေကိုအဘိဓမ္မာတရားတော်တွေဝါရင်းသုံးလခေါ်တော့ တတုတ္တနတ္တကသောတာပန်ဖြစ်သွားတယ်။ယဟန္တာတော့မဖြစ်သေးဘူး။ကိလေသာအစာတတ်တဏှာတတ်ကလုံးဝတော့မပြောင်းသေးဘူး။ဒါပေမဲ့သောတာပန်ဖြစ်သွားပြီဆိုရင်ကိုယ်ပဲတစ်ချိန်ချိန်မှာသိမဝေးလာတော့တဲ့ကာလမှာယဟန္တာဖြစ်ဖို့မသေးကြဘူးလား။သေချာသွားပြီ။တဏှာအစာတတ်အစာတတ်တွေလုံးဝကျင်းပြောက်တယ်။ယဟန္တာဖြစ်ဖို့သေချာသွားပြီဖြစ်တဲ့အမေကိုသောတာပန်ဖြစ်အောင်တရားဓမ္မနှုတ်ရည်တိုက်ကျွေးလိုက်တဲ့ဆင်မဲ့မြတ်စွာဘုရားရှင်မှာနှုတ်ဘူးကြီးကြီးမသွားဘူးလား။ကြီးသွားပါလေ။ နှုတ်နှလုံးပေါ်လုံးကြည်ပါတယ်ဆိုတာသဘောပေါက်ပါတယ်နော်ပြောမယ်ဆိုတော့အများကြီးပြောစရာရှိတာပေါ့ဓမ္မနှုတ်ကြီးလောကနှုတ်ကြီးမိတ္တတော်ကောင်းကြီးလျှောက်တဲ့အချက်ကလေးနဲ့ပဲပြောပြတာပါ